အညီကိုတို့ရေ Gobi page ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာနော်မင်္ဂလာပါဗျာโอเคကဲမင်္ဂလာပါညီကိုတို့ရေနော် Gobi page ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာဆိုတော့ဒီနေ့ကတော့ Europa League ဒါဒုတိယအကြော့ပေါ့လေနော် semi final ရဲ့ United နဲ့ဒါ Bilbao ရဲ့ဒုတိယအကြော့နဲ့ Brooklyn နဲ့ စပါတရွန်စပါရဲ့ဒါဒုတိယအချော့ဒီနေ့ညရှင်ပြိုင်ကြမှာဖြစ်ပါတယ်ဆိုတော့နှစ်သင်းစလုံးကတော့အသင်းကြီးတွေအနေနဲ့ဒါလက်ရှိအပေါ်သင်းတွေအနေနဲ့က United ကစပါကကူးပြတ်တွေနိုင်ခဲ့တာကြောင့်ဒီနေ့ဒုတိယအချော့တိတ်တော့အမှတ်မလိုတဲ့အနေအထားပေါ့လေနော်ဒါကိုဒီနေ့ဘယ်လိုမျိုးရင်ဆိုင်သွားမလဲဆိုတာလေးကိုကျွန်တော်ဒီနေ့သုံးသပ်ပြမှာဖြစ်ပါတယ်အဲ့တော့မေလာကတော့တောက်လျှောက်ကျွန်တော်တို့နော်တရက်နေတဲ့အခုချိန်ထိဒါရှုံးနေရမရှိသေးဘူးတောက်လျှောက်တော့အောင်နေရပေါ့လေမနေ့ကလည်းကျွန်တော်တို့ကအာဆင်နယ်ဂိုးပေါ်လေးနဲ့ ဒါ NASA ကိုပေါ့လေအဆင်ပြေခဲ့မယ်ထင်ပါတယ်เนาะအဲ့တော့ဒီနေ့ကတော့နည်းနည်းလေးထိန်းရွေးရမယ့်ရက်ပါကျွန်တော်အမှတ်လဲမလိုဘူးပေါ့เนาะနှစ်ပွဲလုံးလဲအမှတ်မလိုချက်စီဝေးရဲ့လက်ရှိ၃ခုပြည့်နေနိုင်တာကြောင့်ဟိုကန်ချင်မှလည်းကန်လိမ့်မယ်။ကန်ရင်လည်းကန်ပါလိမ့်မယ်။ဒါကြောင့်အရန်ကြီး risk များတဲ့အတွက်ကျွန်တော်တို့ဒီနေ့ရွေးချယ်မှုနားပါရဲ။သုံးသက်ချက်အနေနဲ့ပဲဒီနေ့တင်ဆက်ပေးမှာဖြစ်ပါတယ်เนาะ။အဲ့တော့ညီကိုရောဒီနေ့ဘာပွဲလေးတွေကြိုက်ကြလဲဗျာเนาะ။နည်းနည်းလေး comment လေးပေးပါအောင်เนาะ။မနေ့ကတော့เนาะကျွန်တော်ပြောခဲ့သလိုပဲနှစ်သိန်းစလုံးဟာ နော်ဗိုဒင်းတို့စကိုးလေးဖြစ်ခဲ့ပါတယ်နော်ကိုပေါင်းကြီးက390ပေါင်းဆိုတဲ့ဂျီမျိုးဟာအောက်ဖက်ကိုညှို့နေပင်မဲ့လဲလက်ရှိမနေ့ကနော်အခင်းချင်းနဲ့လက်ရှိ current form ရဲ့ဇယိုက်လက္ခဏာခြေစွမ်းထည့်သွင်းစဉ်းစားမယ်ဆိုတော့ကိုဘွားဖြစ်တင်ဖြစ်ထိုက်ပါတယ်နော်အဲ့မနေ့ကတော့ brother တို့အဆင်ပြေခဲ့မယ်ထင်ပါတယ်ဗျ brother ကိုငယ်မင်္ဂလာပါမျိုးကိုမင်္ဂလာပါဗျ brother စိုးမင်းနိုင်မင်္ဂလာပါ brother ရေ brother ဇော်ဘိုးမင်္ဂလာပါဝင်းအောင်မင်္ဂလာပါစောလီမင်္ဂလာပါဗျဇော်လေးမင်္ဂလာပါအောင်ကိုမင်းမင်္ဂလာပါတားထွေးမင်္ဂလာပါဟန်စောမင်္ဂလာပါဗျဘာကြီးညာမင်္ဂလာပါဗျဥဆိုးမြင့်မင်္ဂလာပါ ripper hunter မင်္ဂလာပါ brother မတွေ့တာကြာပြီကျွန်တော်မတက်ဖြစ်တာပါတဲ့ fighting pro တဲ့ okay ပါ brother ကျွန်တော်တို့မှာမေလမှာ share ချမ်းနေတယ် brother ရေ brother လွတ်သွားတယ်ထင်တယ်เนาะကျွန်တော်တို့မှာပထမ first week เนาะမေလပထမအပတ်ကတော့ share ကြီးတွေကျွန်တော်တို့ဝိုင်းလိုက်ရပါတယ်เนาะ brother ဘာညင်းညာမင်္ဂလာပါဗျဦးစိုးမြင့်မင်္ဂလာပါဗျ brother ကိုဟိတ်မင်္ဂလာပါအဲတင်ကိုလက်မင်္ဂလာပါဇင်ကိုမင်္ဂလာပါ cookie and milo made by jack တဲ့မင်္ဂလာပါ brother ရေ fio ကြိုက်ပါတယ်တဲ့ okay ပါ brother ရေ brother မျိုးချစ်မင်္ဂလာပါသူရအောင်မင်္ဂလာပါရွှေဝင်းမင်္ဂလာပါဖိုးကျော်မင်္ဂလာပါမန်ယူဘယ်လိုမြင်လဲဘယ်လို bro တဲ့အဲ့တော့မန်ယူကိုပြောဖို့ဆိုတာတဲ့ ဘီဘာဝိုပြောရမှာနော်ဘီဘာဝိုမှာလက်ရှိကျွန်တော်ပထမကြော့ကရုံကသုံးသက်ခဲ့တဲ့အတိုင်းဆန်ချက်စ်လုံးဝမပါလာဘူးတိုက်ဆက်အားနည်းနေတဲ့အတွက် 3C နဲ့ပဲသူတို့ပွဲပြီးတယ်အဲ့တော့ဒီနေ့မှာနော်ပထမကြော့ကထက်ဒါနော်ဝီလျံညင်းအောင်မပါနိုင်တဲ့အနေအထားမျိုးမှာတိုက်ဆက်ကဘလုံးမှကိုးရနိုင်စရာအကြောင်းမရှိဘူးဒီလူစင်းနဲ့ဘီဘာကိုကိုးမရအောင်နော်ပြောချင်တာကတော့ဒါပေမဲ့ United ဟာလက်ရှိအိမ်ဝင်းမှာနော်ပရိသတ်တွေကိုဒီရာသီမှာအဲဂျီနက်စီလောက်တဲ့ခြေစွမ်းမျိုးအရင်ကြီးမပြတ်တတ်သေးရသေးတာကြောင့် ဒီနေ့ပွဲလေးမှာ United အနေနဲ့ပြသနိုင်တယ်ဆိုတော့ level 80ရှုံးဆိုတဲ့ပမာဏမျိုးဟာ United ပဲစဉ်းစားမယ်အနေအထားမျိုးလေးတော့ဖြစ်နေပါတယ်ဒါပေမဲ့ဟိုတုံးကိုပြနဲ့နိုင်ထားပြီးသားဖြစ်တာကြောင့်ဒီနေ့ဘက်မှာနည်းနည်းဇောင်းတော့ကြွနိုင်တယ်ပေါ့လေเนาะအဲ့တော့ United တကယ်ကံတော့ဒီဘက်ကကြီးနဲ့ခြေစွမ်းပိုင်းအရာကတော့အောင်သိအောင်ထိုက်တော့ကြီးမျိုးလိုပဲကျွန်တော်တို့ယူဆပါတယ်เนาะဘာသာတော့ဘယ်လိုမြင်လဲဗျာเนาะ brother ဖိုးကျော်မင်္ဂလာပါကျော်ကြီး SWP ဟို SPW ပြုံးရွှင်တဲ့မင်္ဂလာပါ brother ရေ brother ဇော်ဇော်နိုင်ဒီတိုင်းမင်္ဂလာပါအောင်နိုင်ဦးမင်္ဂလာပါရဲနိုင်မင်္ဂလာပါမောင်နိုင်မင်္ဂလာပါအောင်မြင့်မင်္ဂလာပါအောင်ကိုမင်းမင်္ဂလာပါကောင်းဝေလင်းမင်္ဂလာပါဗျ man body ကြိုက်တယ် bro okay ပါ brother ဘိုလိုလင်းကြိုက်တယ်တဲ့ okay ပါဗျ brother show လင်းမင်္ဂလာပါဘိုဘိုမင်္ဂလာပါဇင်ကိုမင်္ဂလာပါဗျ brother ကိုငယ်မင်္ဂလာပါကျော်ဆိုးမင်္ဂလာပါကိုသက်မင်္ဂလာပါတိန်တန်းအောင်မင်္ဂလာပါတန်းဦးမင်္ဂလာပါ brother ရဲဝင်းမင်္ဂလာပါမောင်ပါဦးမင်္ဂလာပါဗျဇော်ရဲအောင်မင်္ဂလာပါကိုတွေးမင်္ဂလာပါဂျူလီယာမင်္ဂလာပါ brother တို့ကြီးနော် brother မျိုးမြင့်မင်္ဂလာပါဗျ ကဲအဲ့တော့ကျွန်တော်တို့စလိုက်အောင် brother တို့နော်ဒါဇာ wine spot မှာဆော့ခြင်းနဲ့ညီကိုရင်းနဲ့လေ gobi ရဲ့ promo code ဖြစ်တဲ့ဒါ gb777 အောင်တို့မျိုးရောလေ100% bonus ကြီးရယူနေပါတယ်အသေးသေးသိရှိလို့ပါက wine spot မြန်မာ facebook page နဲ့တို့ရဲ့ application သမို့ website link ရဲ့ဒါ customer service ကိုနှိပ်ပြီးတော့လေ24နိုင်သိလို့ရတယ်မေးမြန်းလို့ရပါတယ်အဲ့တော့ let's go ပါအဲ့တော့ europa league မှာကျွန်တော်တို့ဒီနေ့ကအမှတ်မလို့တဲ့နှစ်သင်းထိတ်ထိတ်တွစ်ဆုံမှုပေါ့လေနော်ကျွန်တော်နင်း g လေးပြပေးပါမယ်ခဏနေအဲ့တော့ဘယ်ရောက်သွားလဲဆိုတော့ကျွန်တော်တို့ဒီမှာ โอเคအဲ့တော့လက်ရှိက United အနေနဲ့လည်းပဲ80ရှုံးဝင်ရိုးမှာနှလုံးကို80ရှုံးဝန်းကျင်မျိုးဖြစ်သားပါတယ်ပထမအကြော်တုံးကဘီဘာအိုအိမ်ဝင်းမှာ United အာအဝေးဝင်းကနေ3ခုပြန်နဲ့နိုင်ခဲ့တယ်ဒါပေမဲ့အဲ့တုန်းကပေးခဲ့တဲ့ဂျီကဘီဘာအိုဘက်ကလည်းပဲ50ရှုံးပေးခဲ့တာဖြစ်ပါတယ်ဆိုတော့ဒီနေ့ဘက်မှာတကယ်တမ်းပေးတဲ့ဂျီက United ဘက်က level 50ရှုံးပေးရမှာဖြစ်ပါတယ်အဲ့တော့အခုပေးတဲ့ level 80ဆိုတဲ့ပမာဏမျိုးဟာအမှတ်လိုတာတကယ်လိုတာက ဘီဘာဟိုကလိုတာပါဒါပေမဲ့ယူနိုက်တက်ကထပ်ပြီး level 30မြင့်တက်လာထားတဲ့အနေအထားမျိုးမှာနောက်တစ်ပတ်ကနီကိုဝီလန်တို့မပါတဲ့အနေအထားမျိုးကဒီလက်ရှိအနေအထားရဘီဘာဟိုရဲ့တိုက်စစ်ကဘလို့မှတွတ်ဆလို့ရမယ့်အနေအထားမှာမရှိဘူးဂိုးရမယ့်အနေအထားမှာမရှိဘူးရအဲ့တော့ယူနိုက်တက်အနေနဲ့က level 80ရှုံးမှာနှလုံး80ရှုံးဖြစ်နေတဲ့အတွက်ယူနိုက်တက်ဒီပွဲရှော့ခြင်းလဲရှော့လိမ့်မယ်တကယ်ကန်လဲကန်ပါလိမ့်မယ်ဆိုတော့ကျွန်တော်ပြောခဲ့သလိုပဲပရိသတ်ဒီရာဒီမှာအိမ်ခွင်းမှာနော်ဟိုလုံလောက်တော့ ဒါရက်တာမပေးရသေးတဲ့အနေထားဆိုတော့ဒီလေဒီနေ့ဒီနေ့လိုမျိုး chance အများကြီးရှိတဲ့ပွဲမျိုးမှာเนาะပရိသတ်ကိုဒါဒီနေ့မှာအက်ခံနိုင်ပါတယ်အဲ့တော့နှလုံး80ရှုံးဆိုတော့ဂိုးပေါင်းကြီးကြောင်းလဲတကြပေါ့ United အင်ဝင်ဟာဒါဟိုဖေးဟုတ်ကွဲပါလိမ့်မယ်ဆိုတော့ဂိုးရမယ်ဗျာပြောချင်တာကဆိုတော့ဒီကြပေါ့ United ဂိုးရမှာဖြစ်တာကြောင့်ကျွန်တော်1စီးလောက်တော့သွားလိမ့်မယ်ဒါပေမဲ့နှလုံးကို80ရှုံးအထိပေးထားရခြင်းဟာဂိုးပေါင်းကြီးနည်းနည်းလေးတော့မစိုးသလောက်လေးပြင်းနေတယ်ဗောနော်ဘာလို့ ဘီဘောင်မှာတိုက်စစ်မရှိတဲ့အနေအထားမျိုးမှာ United အနေနဲ့ကအရင်ကြီးဖွင့်ဆော့စရာအကြောင်းမရှိဘူး။နောက်၃လုံးထိရောက်စရာအကြောင်းလည်းမရှိဘူး။ဒါကိုနှလုံး80ရုံတင်ထားတယ်ဆိုတော့ကိုပေါင်းကြီးကနည်းနည်းလေးပြင်းနေတယ်။ဆိုတော့နှစ်သင်းပေါင်း over နော်ဟို1.5ကျော်နိုင်တယ်။နှလုံးရောက်နိုင်တယ်။အဲ့တော့11ဖြစ်မလား2စီးဖြစ်မလားကျွန်တော်ထည့်သွင်းစဉ်းစားမယ်အချက်ပေါ့လေနော်ဒါရှိတယ်။ United ဟာတမိုင်းတစ်လျှောက်မှာဘီဘောင်ကိုအိမ်ခွန်းမှာနှစ်ခါအိတ်ခံပူးတယ်။2012ယူရိုပါလိမှာ ယူနိုက်တက်အင်္ဂါမှာတလုံးတည်အထိပေးခဲ့တယ်2 3နဲ့ဘီဘာဝနိုင်ခဲ့ဘူးတယ်ဆိုတော့နောက်တစ်ခါက2023ရှစ်လပိုင်းခြေစမ်းပွဲမှာဘီဘာဝနဲ့ယူနိုက်တက်ဟာ1 1ဖြစ်ခဲ့ပါတယ်ဆိုတော့ဒီနေ့ရောယူနိုက်တက်ဟာဘယ်လိုဖြစ်လာမလဲဒါစောင့်ကြည့်ရမယ်အနေထားပေါ့လေဆိုတော့ယူနိုက်တက်ရဲ့လက်ရှိကောင်းရောင်းဖောင်ရအောင်နောက်ဆုံး6ပွဲမှာတပွဲပဲနိုင်တယ်အဲ့ဒါကလည်းဆိုစီးတက်ကိုယူရိုပါလိမှာနိုင်လာတာပါဆိုတော့ဆိုစီးတက်ကလည်းလက်ရှိလက်ရှိလာလီဂါမှာနော်ဘီဘာဝထက်ဆိုင်အများကြီးခြေစွမ်းညံ့ပါတယ်ဆိုတော့ဆိုစီးတက်အသင်းကိုမန်ယူအနေနဲ့ယူနိုက်တက်အနေနဲ့ပေးတဲ့ကြီးဟာ level တရာရှုံး ဒီယူရိုပါလီမှာပေးခဲ့ပါတယ်အိမ်ခွင့်မှာပေါ့နော်ဒါကို4-1ဆိုတော့ရက်လက်လေးနဲ့ဂိုးပြတ်နိုင်ခဲ့တာကြောင့်ဆိုစီဒက်တက်ပိုအများကြီးကောင်းတဲ့တည်ငြိမ်တဲ့ဘီဘာလိုမျိုးအသင်းကို level တရားဝင်ရိုးပေးတာဟာ United ပဲစဉ်းစားသင့်တယ်လို့ကျွန်တော်ကတော့မြင်ပါတယ်နောက်တစ်ချက်က Robin Morini နဲ့လက်ရှိမှာ Premier League ကိုလုံးဝသ ్రో ထားတယ်နောက်ဆုံးပွဲမှာလည်းနောက်ဆုံးအိမ်ခွင့်မှာလေ Overhampton ကို0-1နဲ့ကန်ထားတယ်။နောက်အဝေးခွင့်မှာလေ Bradford ကို4-3နဲ့ကန်ထားတယ်။ဆိုတော့သူတို့ target ထားတာဟာတည်ကြပါရယ်။ Europa League အတွက်ပဲ ဖလားရဖို့ပဲသူတို့မျောလင်းတာဖြစ်ပါတယ်ဆိုတော့တေချာပေါ့ဒီပွဲမှာတော့ United လုံးဝမရှုံးနိုင်ဘူးအဲ့တော့1 x double chance united might တယ်နေရရင်တော့ဒါ united ပဲနေရမှာဖြစ်ပါတယ်เนาะဒီလောက်ပဲကျွန်တော်တော့ ပြောနိုင်ပါတယ်အဲ့တော့ဒီနေ့ကတော့ရွေးချယ်မှုတော့မရှိပါဘူးเนาะကြာရင်တော့နေပါမကြာရင်တော့ရှောင်းပါတစ်ဖက်ကဘီဘာကတော့လက်ရှိ current form အရခန်းစစ်တော်တော်လေးလုံနေပါတယ်အဝေးဝင်းတောက်လျှောက်နောက်ဆုံး၅ပွဲဆက်ဒါဂိုးမဖိရတာ၄ပွဲရှိတယ်တပွဲပဲပေးထားတာပေါ့เนาะပေးရတာလဲ real madrid အသင်းကို1-0နဲ့ရှုံးခဲ့တာဆိုတော့ဒီကြောင်ဒီဒီနေ့ဘွဲမှာတိုက်စစ်အားမကောင်းတဲ့အနေအထားမျိုးမှာဘီဘာအနေနဲ့ကအရန်ကြီးဖွင့်ကန်လို့လည်းမရပါဘူးเนาะအဲ့တော့တိုက်စစ်အင်အားမရှိတဲ့အတွက်ဒီကြောင်ခန်းစစ်အသားပေးပဲကန်မဲ့အနေအထားမျိုးမှာ ်ပြီးတော့ G အောင်လေးပဲဝင်နိုင်ပါတယ်เนาะโอเคပါအဲ့တော့နောက်တစ်ပွဲကတော့ဘိုရိုကလင်းနဲ့ကျွန်တော်တော်တော်ဟော့စပါပွဲပေါ့လေဒီမှာဒဲဂျီပေးတာလေ၃လုံးကို20ရှုံးကိုပေါင်းဝင်ကိုကားထားတယ်ဆိုတော့ဒီမှာပြောချင်တာကတော်တော်ဟော့စပါဆိုတဲ့အသင်းမျိုးဟာလက်ရှိကာရဖောင်ရဲ့အဝေးခွင်ခံစားတော်တော်လေးပေါက်တယ်အဝေးခွင်ညံ့နဲ့အိမ်ခွင်အားကိုးတဲ့အသင်းဒီလိုပဲဘိုရိုကလင်းအသင်းကလည်းကျွန်တော်ပထမအကြော်တော့ပြောပြီးပါပြီเนาะအဲ့လိုပဲဘိုရိုကလင်းကလည်းအဝေးခွင်အားနေပါတယ်เนาะခံစားပေါက်ပါတယ်အိမ်ခွင်တော့အရန်ကောင်းတဲ့အသင်းဖြစ်ပါတယ်ဆိုတော့ဘိုရိုကလင်းအသင်းဟာသူတို့ လက်ရှိအနေအထားအရသူတို့နိုင်ငံကနော်တော်တော်လေးသေးပါတယ်နော်လူကြီးရလဲ5000လား6000လားအဲ့လောက်ပဲရှိတာပေါ့နော်ဒီလိုမျိုးအနေအထားမှာဒီလောက်ထိယူရိုပါလိကိုဆီမီဖိုင်နယ်ထိတက်လာတာဟာတော်တော်လေးချီးကျူးဖို့ကောင်းပါတယ်နော်လူကြီးရလဲအရန်နေပါတယ်အဲ့တော့ဒီနှစ်သိန်းရပထမအချော့တော်တော်ဟော့စပါအသင်းဟာပထမကြော်တုံးကအိမ်ဝင်းမှာနှလုံး90ပေါင်းပေးခဲ့ပါတယ်3ဂိုးတကူနဲ့ကြည့်အောင်ခဲ့တယ်ဆိုတော့2ဂိုးပြတ်နိုင်ခဲ့တယ်ဒါပေမဲ့တကူပေးလိုက်ရတယ်ပေါ့နော်ပိုတိုဂလင်အသင်းကိုဒါဟာအန်ရရန်အရန်ကြီးမာပါတယ် နှလုံး90ပေါင်းအိမ်ကွန်းမှာပေးခဲ့တာကြောင့်ဒီနေ့ပွဲအဝေးကွင်းကနေတော်တော်စပါပေးတဲ့ကြီးကတလုံး90ရှုံးပေးရမှာဖြစ်ပါတယ်။ဒါပေမဲ့နှစ်ဝိုးပြန်းနဲ့နိုင်သားပြီးသားဖြစ်တဲ့တော်တော်ဟော့စတော်တော်ဟော့စပါအနေနဲ့အရန်ကြီးရမှမလို့တဲ့အတွက်ဒီနေ့အဝေးကွင်းမှာတေးရရုံပဲကန်နိုင်သောကြီးမျိုးဖြစ်ပါတယ်။တေးကြီးဆိုတဲ့ပမာဏအခမ်းမသိရင်ဝမ်းစီးနဲ့တို့နော်တလုံးအပြက်နဲ့ အရှုံးခံမှုတောင်မှပြင်ဆင်လာနိုင်ပါတယ်เนาะတော်တော်ဟော့စပါအနေနဲ့ကเนาะအဲ့တော့လက်ရှိလည်းဒီဘိုလိုလင်းအသင်းကိုပြန်ချိရင်တောက်လျှောက် over 2.5တိများပါတယ်เนาะတောက်လျှောက်ဂိုးတွေလည်းရတယ်အဲ့တော့အိမ်ကွင်းမှာပြန်စင်းစားရမယ်ဆိုရင်เนาะဒီဒီအစ်စ်မတိုင်ခင်ကကျွန်တော်တို့လာဇီယိုနဲ့တွေ့ရတာပါလာဇီယိုနဲ့တွေ့တော့ရတယ်လို့ပဲဘိုလိုလင်းပထမအကြော့အိမ်ကွင်းလာဇီယိုအဝေးကွင်းလာဇီယိုအဝေးကွင်းကနေပြန်ပေးရတာ level 50ရှုံးဒါကိုတော့2စီးဆိုရရလည်းနဲ့ဘိုလိုကလင်းကြီးကနိုင်ခဲ့ပါတယ်အဲ့တော့အခုစပါးဟာဒဲကြီးပေးထားတဲ့အနေအထားမျိုးအရစပါးဒီပွဲမှာ ဘလို့မှနိုင်စရာအကြောင်းမရှိဘူး။နိုင်အောင်လဲကံမှာမဟုတ်နိုင်ဘူးเนาะအဲ့တော့လက်ရှိဒီဥမာဒီအနီကတ်တို့ပန်နယ်တီတို့ဘာလို့ပေးလိုက်ရရင်တော့လည်းတမျိုးပေါ့ဗျာเนาะဒါအဲ့လိုဆိုရင်တော့ဘရိုကလင်းအဲ့လိုအနီကတ်ထိသွားရင်တော့တော်တော်ဟော့စပါနိုင်အောင်နိုင်နိုင်ပါတယ်။ဒါပေမဲ့လက်ရှိဂျေးမျိုးဖွင့်လှစ်ထားတဲ့ပုံရတော်တော်ဟော့စပါအနေနဲ့ဒီနေ့ဘက်မှာအရန်ကြီးနိုင်ဖို့တာဂတ်ထားပြီးထွက်လာမယ်တော့ကျွန်တော်ကတော့မထင်ဘူးဗျ။ဒါပေမဲ့ ၃လုံး20ရုံးဆိုတဲ့ဂိုးပေါင်းကြီးပမာဏဟာတော်တော်ဟော့စပါ900ရဖို့ chance တော့အနည်းငယ်လေးရှိနေပါတယ်เนาะအဲ့တော့နေမယ်ဆိုတော့ဒီပွဲကျွန်တော်ဘိုဒိုကလင်ကြိုက်တယ်ဂိုးပေါ်ကြိုက်တယ်အဲ့နှစ်ကြောင်းလေးကတကြောင်းတော့ဝင်နိုင်ပါတယ်ဆိုတော့ဒီပွဲလေးကျွန်တော်ယူရတာမဟုတ်ပါဘူးเนาะသုံးသက်ပြတာဖြစ်ပါတယ်ဒီနေ့ကတော့ကျွန်တော်ယူချက်မှုနားပါတယ်เนาะโอเคဒါဆိုရင်တော့ဒါဒီနေ့ယူရိုပါလိနှစ်ပွဲပြီးပါပြီအဲ့တော့နောက်မှယူရိုပါကွန်ဖရင့်လီဂ်တွေရှိတယ်ဒီထဲမှာအနေအများဆုံးက Chelsea ဖြစ်ပါတယ် Chelsea ကလက်ရှိလက်ပုံးအသင်းကို3-1နဲ့နိုင်လာတယ်ခြေအရင်ကောင်းတယ်ဆိုတော့ဒီနေ့ပွဲမှာဒီဂျာကေတန်အသင်းကိုနှလုံးသိရေးကြီး3-90ရုံးပေးထားတယ်ဆိုတော့ န်တာတော့ကန်ကောင်းကန်လိမ့်မယ်ဒါပေမဲ့ကျွန်တော်ချက်စီးကိုမယုံဘူး line up ကိုအရင်စောင့်ကြည့်ပါ line up မှာเนาะပါမာတို့အကုန်လုံးပါမယ်ဆိုရင်တော့ဒီတော့နှလုံးကတော့ ACC ပြတ်ပါတယ်เนาะအဲ့တော့လေးကိုတကိုးနဲ့ပထမကြောမှာအဝေးခွင့်ရနေတော့နိုင်ခဲ့တာဖြစ်တဲ့အတွက်ဒီနေ့ဘက်မှာရှုံးလန့်ကိစ္စမရှိပါဘူးဒါကြောင့်ဒီဘွဲဟာကျွန်တော်အရန်ကြီးမစွန်စားခြင်းတာကြောင့်ကျွန်တော်ဒီဘွဲလေးတော့ရှောင်းတယ်နောက်တစ်ဘွဲကတော့မဆိုးဘူးเนาะ Real Betting နဲ့ Fiorentina ဘွဲဖြစ်ပါတယ်ဒီနေ့သင်ရပထမအကြော Real Betting အိမ်ဝင်မှာနှလုံး90ပေါင် 2 1နဲ့ပွဲပြီးတယ်ဆိုတော့ဒီနေ့ဘောမှာတကယ်ပေးတဲ့နေချေကဘတ်တက်ဘက်က level 50ရုံပေးရမှာဖြစ်ပါတယ်ဒါပေမဲ့ပထမချော့နိုင်ပြီးသားဖြစ်တဲ့အတွက်အမှတ်လိုတဲ့အသင်းဟာ Fiorentina လည်းဖြစ်တယ် Fiorentina ရဲ့အိမ်ဝင်လည်းဖြစ်တဲ့အတွက် level 50ရုံထပ်နှုတ်လိုက်မယ်ဆိုတော့တကယ်ပေးတဲ့နေချေကဒဲကြီးပေးရမှာဖြစ်ပါတယ်ဒါကို level 30 Fiorentina ပြန်ပြီးတယ်ဆိုတော့ Fiorentina အနေနဲ့ဒီ 1x double chance လေးတော့ဝင်ကောင်းဝင်နိုင်တယ်ပေါ့လေဒါပေမဲ့ minute 90ရင်းမှာ real bet တွေကိုအရင်ကြီးခံပတ်နိုင်လောက်တဲ့ လုံလောက်သောပြင်းရှားမှုမျိုးမဟုတ်ဘူးလို့ပဲယူဆပါတယ် level 50 60 80လောက်ပြီးရင်တော့တေချောက်ဖီယိုရီနာ ACC နိုင်မှာဖြစ်ပါတယ်အဲ့တော့ level 30 40လောက်ပဲပေးထားတဲ့အနေအထားမျိုးအရတေချောက် real bet တည်မရရအောင်လှင့်ကံပါလိမ့်မယ်အဲ့တော့ဒီလိုတည်မရရအောင်လှင့်ကံမဲ့အဲဒီမှာခန်းစက်သားပြီးပြီးပိတ်ကံပါလားအမောတိုက်စစ်ဖွင့်ဆော်ပြီးတော့နော်ဟိုဂိုးရအောင်လိုက်သွင်းပါလားဒါစဉ်းစားလေရရှိတယ်ပေါ့လေဒီလိုမျိုးအနေထားမှာ380ပေါင်းဂိုးပေါင်းချစ်ကိုပြန်ကြည့်ရရင်လည်း ဒီကြောင့်ဒီပွဲက bowling loss ကိုထပ်ပြီးတော့ဖြစ်နိုင်အောင်ဖြစ်နိုင်တယ်အဲ့တော့ဒီနေ့သင်ရဲ့ဒီ title zone က3ချိန်ရှိခဲ့တယ်2014တုန်းကဘက်ဒစ်အင်္ဂါမှာဒဲဒီပေးတယ်1 2နဲ့ Fiorentina နိုင်ဘူးတဲ့2020နှစ်ဒီ6လပိုင်းခြေစမ်းပွဲမှာလည်း Tony Leung ပဲ level တရာရှုံးပေးတယ်3 1နဲ့ပွဲပြီးထားတယ်အခုပထမအကြော့တုန်းကလည်း2 1နဲ့ပွဲပြီးထားတယ်ဆိုတော့3ပွဲမှာ ၃မွဲလုံး boarding to score ဖြစ်တယ်၃မွဲလုံး goal ပေါ်ထားတာတွေ့ခဲ့ရတယ်အဲ့တော့အခုလဲ Fiorentina ရဲ့တိုက်စစ်ကိုကြည့်ရရင်တော့အစင်တော့ပြည်တယ်ဒါပေမဲ့ခံစစ်ကဒိုးယူပေါင်းပေါက်နေပါတယ်နော်နောက်ဆုံး၅ပွဲမှာ၄ပွဲ goal ပေးထားတယ်၄ပွဲ boarding to score ဖြစ်ထားပါတယ်ဒီထဲမှာရှုံးပွဲကတော့နောက်ဆုံး Roma အိမ်ကောမှာ1-0နဲ့ရှုံးတယ် Real Betis ကိုရှုံးလာတယ် Empoli ကိုကတ်ပြီးပဲနိုင်ခဲ့တာဖြစ်ပါတယ်ဒါတော့မှ Empoli တို့အသင်းကို2-1နဲ့ goal ပေးထားတာဖြစ်ပါတယ် Cagliari ကိုလည်း1-2ဗျာကိုပုံပြောရင် Sergio လို့အသင်းကိုတော့မှတူးတူးနဲ့ပေးရတယ်ဆိုကြဲကဒီဒီပွဲက 380ပေါင်းဆိုတဲ့အနေအထားမျိုးကြောင့်ကျွန်တော်တို့ဘတ်တက်ကိုရမယ်လို့ပဲကျွန်တော်ယုံကြည်တယ်အဲ့တော့လက်ရှိအနေအထားအရ11တပေါက်လေးတော့ brother တို့အနေငယ်လေးကြောက်ရနိုင်ပါတယ်ဆိုတော့လက်ရှိ current form နဲ့ rhythm အရာကတော့ဘတ်တက်ဟာဒီရသည်မှာတော်တော်လေးတော့ကောင်းနေပါတယ်ခြေစွမ်းအရာတော်တော်လေးကောင်းနေပါတယ်เนาะဒါကြောင့်နေမယ်ဆိုရင်တော့ဒါ 2h seven chance လေးကျွန်တော်ပို့ကြိုက်တယ် rear ဘတ်တက်ပို့ကြိုက်တယ်နောက်ဂိုးဘော်လေးတော့ပါပါလေးပဲကြိုက်ပါတယ်ဒီပွဲအားလေးเนาะအဲ့တော့ Europa Conference League ကတော့အမှန်တမ်းပြောရင်တော့အနေအရမ်းများပါတယ်နေချင်းတော့ Europa League ထဲကကျွန်တော်စောစောပြောခဲ့တဲ့ပွဲလေးတွေကိုနေတော့ ပိုအဆင်ပြေမယ်ထင်ပါတယ်ဆိုတော့ဒီနေ့ကတော့ကျွန်တော်ဒါသုံးသက်ချက်အနေနဲ့ပဲဒါကျွန်တော် brother တို့နဲ့နည်းလေးဆွေးနွေးရဖြစ်ပါတယ်ဒီနေ့ကတော့ YouTube ကိုနားပါတယ်နော်မေလာကတော့ကျွန်တော်ပထမအပတ်ကတော့တော်တော်လေး share အဆင်ပြေခဲ့တဲ့အတွက်ကျွန်တော်ဒါမဲ့တောက်ကြစနေတဲ့နေ့တွေမှာကျွန်တော်တို့ပြန်ပြီးတော့ star ဘွဲလေးတွေနဲ့ပြန်ရွေးချယ်ပါမယ်အဲ့တော့ဒီနေ့ကတော့ကျွန်တော်ဟိုသုံးသက်ချက်အနေနဲ့ပဲနော်ရွေးချယ်မှုလေးနားပါတယ်ဗျာ okay အဲ့တော့ brother တို့ကဘယ်ဘွဲလေးတွေများကြိုက်ကြလဲဗျာနော် brother ဦးကြည်ဆွေမင်္ဂလာပါကျော်ဟိတ်မင်္ဂလာပါအဲတူအင်ဝင်းမင်္ဂလာပါဗျာဆူရန်ချိုင်မင်္ဂလာပါဗျာ brother အောင်မြင့်မင်္ဂလာပါမင်းမင်းမင်္ဂလာပါဖိုးကျော်မင်္ဂလာပါဒီနေ့ Star Wars ရှိလား Star Wars လည်းမရှိဘူးရိုးရိုးပွဲလည်းမရှိဘူး brother ရေနော်ဒီနေ့ကတော့ကျွန်တော်နားပါတယ်နော် ACC ပဲဘာလို့ဒါတောက်ကြစနေတူးနေမှာပဲကျွန်တော်တို့ပြန်ပြီးတော့ဆွဲကြတာပေါ့ဗျာနော်ကျွန်တော်တောက်လျှောက်အစဉ်ပြေနေတဲ့အတွက်နည်းနည်းလေးလည်းထိန်းဆော့အောင်မှာပေါ့လေနော်အဲ့တော့ဒီနေ့ကတော့ကျွန်တော်ဒါသုံးသချက်အနေနဲ့ပဲတင်ဆက်ပေးတာဖြစ်ပါတယ်အဲ့တော့ဒီထဲမှာမှအကြိုက်ဆုံးပွဲလို့ပြောရင်တော့လေကျွန်တော်ဒီ United 1x double chance ကတော့အကြိုက်ဆုံးပဲဗျာနော်အဲ့တော့ United နေရရင်တော့ level 80ရှုံးဟာအရှုံးမရှိနိုင်တော့ဘူးဗျဒါပေမဲ့ one is double chance ကအကောင်းဆုံးရွေးချယ်မှုဖြစ်ပါတယ်။ဘာလို့ level 80ဆိုတဲ့အနေထားဟာကျွန်တော်မြန်မာကြီးအရာအရင်ကြီးပြင်းထွန်းနေဗျ။ဒီကြောင့် ဘီဘာကိုလုံးဝနိုင်မှာမဟုတ်ဘူးဒီပွဲကလीเนาะအဲ့တော့ United ဒီပွဲမှာနိုင်ကောင်းနိုင်နေမှာလေဒါပေမဲ့တည်ရည်လဲကြာကောင်းကြာသွားနေတယ်အမှတ်မလို့တဲ့အတော့ပေါ့เนาะဒါကြောင့်အဲ့ပွဲလေးတော့ one step chance United ကြိုက်တယ်နောက်တစ်ပွဲကဒီ Borolin Bori နဲ့ကိုးပေါ့အဲ့၃ချောင်းလေးတော့เนาะအချိုးမြန်လေးရှိမယ်ထင်ပါတယ်เนาะဒါပေမဲ့ကျွန်တော်ရွေးချယ်မှုအရနေ့နားပါတယ်โอเคဆိုတော့ဒီနေ့ဒါတရှိပဲ brother share ပဲ brother comment ပဲ brother တယောက်ချင်းနေတိုင်းကျေးဇူးများကြီးတင်ပါတယ်ဗျမင်္ဂလာရှိသောညလေးဖြစ်ပါစေဗျ good luck ပါဗျ